အဲကျွန်မသိရတဲ့လောက်ပေါ့နော်ဒါဒါဒါ public information လေးဖြစ်ပါတယ်ရှင်းအဲဆုံးလို့ရှိရင်နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကတတ်မှတ်တာရှိပါတယ်တော်တော်လေးတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင်းဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာအာဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလုံမျိုးပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ချခံနေရတာဖြစ်ပါတယ်ရှင်းနိုင်ငံရေးအကျဉ်းသားရှင်းလို့ပါဇက်ကဘလို့ပဲခေါင်းစဉ်တက်ပြီးအကျဉ်းသားဖြစ်နေဖြစ်နေနော်ဒေါ်ဆန်းစုတီဟာ နိုင်ငံရေးအကျဉ်းသားလည်းမဟုတ်ဘူး။အကျင့်ပြက်လက်စားတဲ့အကျဉ်းသားလည်းမဟုတ်ဘူး။ပြန်ပေးဆွဲခံထားရတဲ့ကောင်းဆောင်တဦးသာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ဒေါ်အောင်ဆန်းစုကြည်ကိုအကျင့်ပြက်ချစားတဲ့ရာဇဝတ်သားလို့ဆွဆွဲပြောဆိုလာသည့်ပြီးသုံးလုံးပါတီတသက်ခိုင်အားတဲတဲအေးဝေပန်လိုက်သည်မူအဆုံးထိနာဆင်ဝေပန်တုံးတက်ပေးသွားကြပါဦးခင်ဗျာ။ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူး။အကျင့်ပြက်လက်စားတဲ့အကျဉ်းသားတာဖြစ်ပါတယ်လို့ PPP ပါတီက တော်တတ်တခိုင်ကပြောလိုက်ပါတယ်။အဲ့တော့တခိုးကိုလူပြန်ဟစ်တယ်ဆိုတာကရှင်တို့ကမှပြောတာဖြစ်ပါတယ်။နော်ရှင်တို့အတွက်ပြောတဲ့စကားဖြစ်ပါတယ်။တခိုးတွေကပြန်ပြီးတော့ဆွတ်ဆွဲနေတာပေါ့ရှင်။ဟုတ်လား။လူတယောက်ကိုထောင်ထဲကိုလည်းမတရားဆွဲထည့်ထားတယ်။နော်။ထောင်ထဲရောက်နေတဲ့လူကိုပါထပ်ပြီးတော့ရှင်တို့ကစော်ကားသိခါချတယ်။ဟင်အဲ့တော့ရှင်တို့အစ်င့်တန်းဘယ်မှာလဲဆိုတာတော့ပြည်သူကမြင်ရပါတယ်။နော်။အဲ့တော့အရင်တုန်းကတော့ NLD ပါတီထဲမှာဟုတ်လားရှင်တို့လောက် NLD ပါတီကိုဖိရက်ခဲ့တဲ့လူတွေလည်းမမြင်ဘူးပါဘူး။နော်။ ။နောက်တော့ဒီပါတီထဲမှာရှင်တို့လုတ်ပိုင်ခွင့်တွေတိတ်မရှိဘူးဆိုတာသိတော့ရှင်တို့ခုံပြောင်းသွားတယ်ခုံကူးတွေပဲ။ကျမတို့မြင်ရတာတော့ခုံကူးတွေပဲ။အဲ့တော့နိုင်ငံရေးအကျဉ်းသားရှင်တို့ပါဇက်ကဘလို့ပဲခေါင်းစဉ်တက်ပြီးအကျဉ်းသားဖြစ်နေဖြစ်နေနော်။ဒေါ်ဆန်းစုကြည်ဟာနိုင်ငံရေးအကျဉ်းသားလည်းမဟုတ်ဘူး။အကျဉ်းပြက်လက်စားတဲ့အကျဉ်းသားလည်းမဟုတ်ဘူး။ပြန်ပေးဆွဲခံထားရတဲ့ခေါင်းဆောင်တဦးသာဖြစ်ပါတယ်။နော်။ပြန်ပေးဆွဲခံထားရတာပါ။ကျမတို့ပြည်သူတွေကအသက်ကို စတေးပြီးတော့မှအသက်ကိုအပေါင်ခံပြီးတော့မှတိုက်ယူနေရတာဖြစ်တဲ့အတွက်ကြောင့်အမေတော်အောင်စန်းစုတွေကနိုင်ငံရေးကျင်းတာမဟုတ်ပါဘူး။ပြန်ပေးဆွဲခံထားရတဲ့ခေါင်းဆောင်တအုပ်ဖြစ်ပါတယ်။နော်အဲ့ဒါကိုလည်း public ကသိပါတယ်။ဟုတ်လား။တခိုးတွေကတခိုးလို့ပြန်ပြောနေတာကိုလည်း public ကသိပါတယ်။နော်ရှင်တို့ခေါင်းစဉ်တွေပုံမှန်တွေအမျိုးမျိုးဆွဲကျင်တယ်လို့ဆွဲပြီးတတ်ထားပြီမဲ့ဒီပြည်သူတွေရဲ့ရှင်ထဲမှာဒီခေါင်းဆောင်ကရှင်သန်နေတယ်ဆိုတာရှင်တို့မျက်မြင်တွေ့ရမှာပါ။နော်ရှင်တို့တွေ့နေရပါတယ်။အဲ့တော့မနာလိုစိတ်တီလွန်အားကြီးပြီးတော့မှ ဒေါအောင်ဆန်းစုကြည်ကိုရှင်တို့လိုက်ပြိုင်နေတာလေပြည်သူတွေကမြင်ခဲ့ပြီးပါပြီ။နော်ဒေါအောင်ဆန်းစုကြည်ပြောဟန်ဆိုဟန်တွေကအစရှင်တို့လိုက်အတုယူဘူးပါ။အစဲခံရလို့ရှင်တို့ညင်သွားတာပါ။နော်အဲ့တော့လူကယ်ပြန်ဝင်ကြီး။ကျမမေးမယ်ဘယ်နားမှာကယ်ပြီးတော့ဘယ်နားမှာပြန်တာလဲ။ဟင်?ရေဘေးမှာအမိတော်မတွေ့ဘူး။ဟုတ်လား။ငလင်ဘေးမှာလည်းအမိတော်မတွေ့။ကယ်မယ်ဆိုရင်မြန်မာပြည်မှာကယ်ရမယ့်လူတွေအများကြီးပဲ။နော်ရှင်တို့ဘယ်နားမှာသွားကယ်နေရလဲ။ဘာလူကယ်ပြန်မှမဟုတ်ဘူး။ရှင်တို့လုပ်နေတဲ့စီးပွားရေးတွေကောင်းကောင်းလေပတ်နိုင်ဖို့တော့ဘောမနေတဲ့ဘောကယ်တွေပဲဖြစ်တယ်။ဘောကယ်ပြန်ဝင်ကြီးတွေပေါ့ရှင်နော်။အဲ့တော့ အရှက်နဲ့နော်မရှက်တာနဲ့မရှက်တတ်တာရှင်တို့ကတခုမှမရှိဘူးနော်အရှက်မရှိတာနဲ့မရှက်တတ်တာပေါ့ရှင်တို့ကအရှက်လည်းမရှိဘူးရှက်လည်းမရှက်တတ်ဘူးနိုင်ငံတကာကသိတယ်ရှစ်ပါးကပြောပြောရဲတယ်နိုင်ငံတကာကသိတယ်ဟမ်နိုင်ငံတကာကတော်အောင်ဆန်းစုတည်ရဲ့အရေးချင်းကိုလည်းသိတယ်တော်အောင်ဆန်းစုတည်ရဲ့စိတ်နေသဘောထားကိုလည်းသိတယ်ဥပဒေအတိုင်းအရေးယူထားတာလူတိုင်းသိတယ်တဲ့အေးအဲ့ဒီဥပဒေကြီးကသုံးစလို့မရတဲ့ဥပဒေကြီးဆိုတာလည်းလူတိုင်းသိတယ်နော် ပြည်သူတွေလက်မခံတော့တဲ့ဥပဒေကြီးဆိုတာလေနိုင်ငံတကာကသိရှင်တို့ဥပဒေစာအုပ်ကအိမ်သားထဲမှာပဲသုံးလို့ရတော့တယ်ကျမတို့ပြည်သူတွေဈားထဲမှာတော့ဘောမတွေဈားထဲမှာတော့သုံးလို့ရရင်ရမှာကျမတို့ကကျမတို့ဟာလာအမှန်တရားကိုချစ်မြတ်နိုးတဲ့ဒီနိုင်ငံကိုကောင်းစားစေခြင်းကြတဲ့ပြည်သူတွေကိုပြောတာဖြစ်ပါတယ်နော်အဲ့ဒီပြည်သူတွေရဲ့ဈားထဲမှာတော့ရှင်တို့ရဲ့စာအုပ်ကအိမ်သားသုံးစက်ကူလောက်တော့တန်ဖိုးမရှိပါဘူးရှင်တို့ဥပဒေတွေကိုလည်းဘယ်သူမှသွားမဖက်စိတ်လည်းမဝင်စားဘူးဘာဖြစ်လို့လဲဆိုတော့ ဲ့ဒီဥပဒေကြီးကရင်းဥပဒေကြီးဖြစ်နေလို့ရှင်တို့လိုရာဆွဲထားတဲ့ဥပဒေကြီးဖြစ်နေလို့ဟောဆန်းစုတီကိုရှင်တို့နိုင်ငံကြီးအကျဉ်းသားပါဟုတ်လားအကျင့်ပြက်လက်စားတဲ့အကျဉ်းသားပါလို့ပြောမယ်ဆိုရင်အဲ့ဒီစကားကိုတာဝန်ယူတဲ့အနေနဲ့ရှင်တို့အခုမဲဆွဲနေတဲ့ကာလမှာနော်မြန်မာနိုင်ငံတိုင်းနိုင်ငံလုံးကိုတစ်ပတ်လောက်ပတ်ပြီးမဲဆွဲကြည့်ပါလားဘယ်သူကအကျဉ်းသားလဲဆိုတာပို့ပြီးသိသွားတာပေါ့။ဒေါန်ဆန်းစုကြည်ကအကျဉ်းတောင်ထဲမှာမတရားအချခံထားရတဲ့အကျဉ်းသား။ရှင်တို့ကတော့မြန်မာပြည်တပြည်လုံးထဲမှာမှာ တပြီလုံးကအကျဉ်းချထားတဲ့အကျဉ်းသားတွေရှင်တို့က truck ပေါက်လည်းမရှိဘူးရှင်တို့တခြားနိုင်ငံတွေကိုသွားမယ်ဆိုရင်တော့မှရှင်တို့ကဟုတ်လားတခြားနေရာတွေကိုသွားမယ်ဆိုရင်တော့မှရှင်တို့ကအဲ့ဒီလေရင်တုံးပြီးတော့ပဲရှင်တို့ကသွားလို့ရမှာဟုတ်လားဒီဘက်မြန်မာနိုင်ငံပြည်နယ်နဲ့ကိုရှင်တို့နေလှည့်ပြီးတော့မစင်ရဲဘူးเนาะလုံခြုံရေးအပြည့်မရှိဘဲနဲ့လည်းမစင်ရဲဘူးရှိလည်းမစင်ရဲဘူးအဲ့တော့ဘယ်သူတွေကနိုင်ငံရေးအကျဉ်းသားလဲဆိုတာသိအောင်လို့မိသူလူထုကြားထဲမှာတပတ်ပြည့်အောင်ရှောက်ပြပါလားနိုင်ငံကိုတပတ်ပြည့်အောင်ရှောက်ပြပါလားရှင်တို့ခုမင်းဆွေနေတဲ့ကလာရှင်တို့မင်းဆွေရမယ်လीဟုတ်လားတကယ်ကမှလွတ်လပ်တဲ့ဟုတ်လားပြည်သူလက်ခံတဲ့ ရွေးကောက်ပွဲဆိုလို့ရှိရင်ရှင်တို့မဲဆွေရတဲ့နေရာမှာလွတ်လွတ်လပ်လပ်မဲဆွေလို့ရမှာပေါ့အခုကရှင်တို့အဲ့ဆောက်ခေါင်းတွေကမထွက်ဘဲနဲ့ရှင်တို့ပြောနေတာပြောနေပြီးတော့မှရှင်တို့ကိုယ်တိုင်မှပြည်သူကိုပြန်ကြောက်နေရတဲ့အနေအထားမဟုတ်ဘူးကဟွကိုချင်းနေကိုတီဘယ်သူကရှက်ရမလဲဆိုတာကိုချင်းနေကိုတီဘယ်သူကအကျဉ်းသားလဲဆိုတာကိုချင်းနေကိုတီရှင်တို့တွေကအကဲမှာအောက်တန်းစားအတ္တသမားတွေပြည်သူဘက်ကိုတစ်စက်မှမကြည့်တဲ့အတ္တသမားတွေပြည်သူကိုဖြစ်ချင်အောင်ဖြစ်ချနေရတဲ့အတ္တသမားတွေလူရုပ်မာတွေရှင်တို့တွေအကုန်လုံးကနော်ဟာပြည်သူကိုတတ်နေတဲ့ကောင်တွေကိုဟာရှားပြီးတော့မှရှင်တို့ဘဝတွေကောင်းစားဖို့အတွက် ဘာပြည်သူမျက်နှာမှမကြည့်ပဲနဲ့ပြောရဲဆိုရဲရက်ွက်ကအောက်တန်းစားတွေပဲကျမတို့အမြင်မှာတော့ရှင်တို့မဲထဲခဲ့အမဲဆွဲခဲ့တာဟုတ်လားရှင်တို့မဲဆွဲခဲ့တဲ့ကာလတွေမဲဘဏ္ဍပြရရခဲ့လို့ရှင်တို့စောက်ခွက်ကြီးတွေနဲ့ပြပြီးမဲဆွဲရမဲဘဏ္ဍပြရရခဲ့လို့ပြည်သူရဲ့ယုံကြည်မှုလေးစားမှုဆိုတာအဲ့ဒါပဲရှင်တို့လူမျိုးတွေစီမှာပြည်သူရဲ့ယုံကြည်မှုလေးစားမှုရှင်တို့လိုက်မချနိုင်ဘယ်တော့မှတွေးမှာမဟုတ်ဘူးရှင်တို့လိုလူမျိုးတွေကပြည်သူရဲ့သတို့ရဲ့ခွင့်မှာပတ်လက်မျိုးနေတဲ့ကောင်မတွေပဲကိုကိုကူမသိတာကိုတိတ်ခါကိုမသိတာကိုဘယ်အဆင့်ရောက်လို့ရောက်နေမှမသိတာကျတို့တွေကဘေးပတ်ချလဲမှာတနက်ကင်ပြီးတော့ဝန်းရံပေးနေလို့ဒါလူဖြစ်နေတဲ့ကောင်တွေကောင်မတွေဟုတ်လားရှင်တို့ပြည်သူကြားထဲမှာလွတ်လွတ်လပ်လပ် သွားကြည့်လိုက်လေရှင်တို့အမောက်ပါဖြစ်သွားမှာဟင်အဲ့တော့ကျမတို့အမြင်ပြောရမယ်ဆိုလို့ရှင်တော့တောင်ဆက်ဆိုတီကမတရားပြန်ပေးဆွဲခံနိုင်ရတဲ့လူသားဖြစ်တယ်ပုံကူတယောက်သားဖြစ်တယ်ရှင်တို့ဒီသားပြည်တွင်းထဲမှာပါထွက်ပေါက်ပိတ်နေတဲ့အကျဉ်းသားတွေအကျင့်ပြတ်ချစားအကျဉ်းသားတွေဖြစ်တယ်ရှင်တို့ကရှင်တို့ကိုပြောရမယ်စကားလုံးတွေကိုရှင်တို့ကတခြားလူကိုပြန်ပြောနေတာရှင်တို့လုတ်ရက်တွေကိုတခြားလူကိုထိုးချနေတာဟင် စောက်ရှက်မရှိဘူးဆိုတာအဲ့ဒါကိုပြောတာအခုလည်းရှင်တို့ပါတီကျွန်တော်တို့စောင့်ကြည့်လိုက်ပါအောင်မဲဘဏ္ဍာရရမယ်ဟုတ်လားခိုးထားတဲ့မဲတွေပဲရမှာပေါ့အခုရွေးကောက်ခွဲတော့မလုပ်ရသေးရှင်တို့မဲခိုးတဲ့ပြဿနာတွေတက်နေပြီမဟုတ်လားဟမ်တက်မှာပေါ့ရှင်တို့အကုန်လုံးကတခိုးတွေကြီးပဲတခိုးတွေလုတ်တဲ့ရွေးကောက်ခွဲမှာအချင်းချင်းခိုးပြီးတော့ပြဿနာတက်နေကြတာဟမ်စောက်ရှက်မရှိကြတဲ့ဟာဒီမဲစီရင်မှယွင့်နေမှုအနေငယ်သာရှိပြီးထိုးတို့ဖြစ်ရခြင်းမှာနန်စီတီအန်ဝန်ထမ်းများနဲ့ရွှေပြောင်းနေသူများကြောင့်ဟုစစ်ကော်မရှင်ပြော အာနာသိမ့်ပြီးနောက်ပြန်လည်ပြုတ်လုသွားမိရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စီရင်များမှားယွင်းမှုသည်အနည်းငယ်သာရှိပြီးထိုအရာသည်မြင်းတို့၏ဌာနဆိုင်ရာနန်းစီတီအန်ဝင်နှင့်အချို့နှင့်ရွှေပြောင်းနေထိုင်သူတို့ကြောင့်ဖြစ်ကြောင်းစစ်ကော်မရှင်ကဆွဆွဲပြောဆိုသည်စစ်ကော်မရှင်သည် ရင်းတို့ပြုလုပ်မိရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စီရင်များကိုထုတ်ပြန်ရတွင်မြို့နယ်တိုင်း၌မှားယွင်းနေတော်လဲယမန်နေ့အောက်တိုဘာ10ရက်ကနေပြီးတော့အစည်းအဝေးတွင်မူထိုကဲ့သို့မြင်းဆိုဆွဆွဲခဲ့ခြင်းဖြစ်သည်နေပြီးတော့၌ပြုလုပ်သည့်မြေပြင်ကွင်းစင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးတွင်စစ်ကော်မရှင်ခန့်ရင်းကော်မတီဥက္ကဋ္ဌဖြစ်သူလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးမြင့်ကျိုင်က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းရင်းတို့ထုတ်ပြန်ချက်အရသိရသည် ပြီးခဲ့သည့်စက်တင်ဘာ30ရက်မှစ၍ပထမအကြိမ်မဲဆန္ဒရှင်စီရင်များကိုထုတ်ပြန်ရာတွင် အချို့ဒေတာများ၌မဲစီရင်များမပြည့်စုံမှုအချက်လက်ကွဲလွဲမှုနှင့်လိုအပ်ချက်များအနှဲငယ်ရှိနေသည်ကိုတွေ့ရကြောင်းဦးမြင့်ကျိုင်ကပြောသည့်ထို့ပြင်လက်ရှိအတီးပြူလူဦးရေစီရင်တွင်ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့်အကြောင်းမျိုးမျိုးကြောင့်ရွှေပြောင်းနေထိုင်သူများသည့်ပြောင်းရွှေ့နေထိုင်ရာဒေတာတို့အိမ်အောင်စုလူဦးရေစီရင်ပြောင်းရွှေ့ဝင်ရောက်မှုမရှိကြောင်းငင်းကဆိုသည် ရင်းအတွက်ကြောင့်မဲဆန္ဒရှင်စီရင်များပြုစုရာတွင်ကြန့်ရှိနေခြင်း၊ကွဲလွဲနေခြင်းများဖြစ်နေရဟုဆွဆွဲကမဲပေးခွင့်ရှိသူတိုင်းမဲပေးနိုင်ရန်ကိုင်ဆောင်ကပ်ပြားတမျိုးမျိုးရရှိအောင်လှုံ့ဆော်နေကြောင်းဥမြင့်ကြိုင်ကဆက်လက်ပြောဆိုသည်အဆိုပါရွေးကောက်ပွဲသည်အတုအယောင်ဖြစ်၍လက်မခံဟုပြည်သူများကကန့်ကွက်ပြောဆိုကမဲစင်းညင်ညာမှုကိုလာမကြည့်သဖြင့်စစ်ကော်မရှင်မှရက်တပတ်ထပ်မံတိုးပြီးရွေးကောက်ပွဲကိစ္စဆိုင်းပုတ်တက်ညင်ညာနေကြောင်းသိရသည်